စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။အောင်မြင်ကြည်ပွားရေးစာအုပ်တော်ဖြစ်တဲ့ငါဘဝငါသားသခင်ငါသားဘရင်ဆိုတဲ့စာအုပ်လေးမှာပါတဲ့မှတ်သားဖွေရာအောင်မြင်ကြည်ပွားရေးစာစုလေးများကိုထပ်ပြီးမျှဝေပေးပါမယ်။ကြီးမြတ်သောအရှင်ရှင်စွန်အားသည်ဝန်ထုတ်ဝန်ပေါ်နဲ့တူကြီးထွားလာ၏။ဒီစကားကအမေရိကန်သင်းအုပ်ဆရာကြီးသိုမတ် W ဟိတ်ဂင်ဆန်ပြောခဲ့တာပါ။ဟာဘက်တက္ကသိုလ်ဗမာခတူကကျောင်းသူကျောင်းသားများအားအကြခဏပြောလေရှိတဲ့စကားမှာမောင်တော့မေတို့ ပါရမီရှင်တွေဖြစ်ရှင်မှဖြစ်နိုင်မယ်။ဒါပေမဲ့ကိုခံအားကောင်းတဲ့လူတွေတော့ဖြစ်နိုင်တယ်။ကိုခံအားဆိုတာကိုကိုဆွေးရှားမဲ့ကိုဘွားကိုဖြည့်ဆည်းမဲ့အခက်ခဲတွေဖျားယောင်းမှုတွေကိုခံနိုင်ရှိတဲ့စိတ်သက်ဆွမ်းအားပဲဖြစ်တယ်။ဘဝမှာမအောင်မြင်သူတွေအားလုံးလော်လော်ပင်ကိုခံအားမရှိသူတွေဖြစ်ကြတယ်။ဘယ်လုပ်ငန်းကိုပဲကြည်လိုက်ကြည်လိုက်ရည်ရှင်ရှိတဲ့လူငယ်အများစုဟာဖျားယောင်းမှုကိုတွန်းလှန်နိုင်တဲ့ ကိုခံစွမ်းရမရှိတဲ့အတွက်ကြောင့်ဘဝတလံပိတ်ဆို့နေကြသည်ကို တွေ့ရပါတယ်သူတို့ဟာခံစားမှုကိုဥစားပေးကြတယ်အပျော်ပါဖြောင်းယောင်းမှုနောက်ကိုလိုက်ကြတယ်ဖြက်လန်းဖြင့်အမြန်ချမ်းသာခြင်းတဲ့အတွက်ကြောင့်လွေးမှားတဲ့လုပ်ငန်းများကိုလုံးမင်းကြတယ်နောက်ဆုံးမှာမကြီးပွားပဲဘဝပြက်ကင်းနှင့်သာကြုံကြရတယ်မကြမင်းကချက်လက်မှတ်အတုနဲ့ငွေလင်းထုံမှုဖြင့်လူငယ်တယောက်ကိုဖမ်းဆီးမိပါတယ်သူတို့ဟာနယူးယောက်မြို့မှာဟိုတယ်ကြီးတစ်ခုမှာဒေးခိုနေကြပါတယ် သူတို့ကိုဖမ်းဆီးပြီးတဲ့နောက်တရားကဖြောင့်ရှက်ပေးပါတယ်ကျွန်တော်မိတ်ဆွေကကျွန်တော်ကိုပြောပါတယ်လောကမှာဘသူပဲဖြစ်ဖြစ်ဇိမ်နဲ့နေနိုင်အောင်ကြိုးစားရမယ်တဲ့ဘယ်နည်းနဲ့ဖြစ်ဖြစ်ဖြစ်အောင်ကြိုးစားရမယ်တဲ့ဒါကြောင့်သူတို့နှစ်ယောက်ဖြစ်အောင်ကြိုးစားကြတယ်တိတ်တန်လျာရှိစာရိတ်ပုံးတွေကိုဖောက်ပြီးစာတွေကိုခေါ်ကြတယ် ဇာရွေထင်းမှလက်မှတ်တွေကိုတူပြီးထိုးကြတယ်။ဤနည်းဖြင့်ရှက်လက်မှတ်အတုတွေလုတ်ပြီးငွေထောက်ကြတယ်။သူတို့အားဖမ်းမိရှိမှာရှက်လက်မှတ်အတု52ဆောင်းအထိလက်မှတ်တုထိုးပြီးငွေထုတ်ယူခဲ့ကြပြီးဖြစ်ပါတယ်။တကယ်တော့မကောင်းမှန်သိတဲ့အလုပ်ကိုအစောပိုင်းလူငယ်တွေကလုပ်မိကြခြင်းမှာမိမိတို့ရဲ့အားနည်းချက်ကိုမကားကွယ်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တနည်းဆိုရရင်မကောင်းမှုရဲ့ဖြောင်းယောင်းခြင်းကိုတွန်းလှန်နိုင်တဲ့ကိုယ်ခံအားမရှိတော့ကြောင့်ဖြစ်ပါတယ်။ မကောင်းမှုဟာဖျားယောင်မှုအကောင်းဆုံးအပားနဲ့ဆုံးအယောင်သမားနဲ့တူပါတယ်သူဟာလူကြီးလူငယ်မတူတည်ငါစိတ်ခံစားမှုနောက်ကိုလိုက်တဲ့သူများအသိဉာဏ်နဲ့ဆင်ခြင်နှုံးတရားမရှိသူများအာမကောင်းမှုကိုပြုလုပ်ရန်မြူးဆွေဖျားယောင်စည်းရုံရာတွင်သူမတူအောင်ကျွန်းကျင်ပါတယ်မပင်မပန်းပေလွေလွေနဲ့ရသည့်လမ်းကိုမဆားရဝါခမန်းရွှဲရွှဲဝေအောင်ပြုစုစည်းရုံတက်ပါတယ်အဖက်ဖက်မှာမအောင်မြင်၍စိတ်သက်ကြနေသူများအာမြောက်ပင့်ပြုစုကသူလိုရာသို့ဆွေးခိုတက်ပါတယ် ထောကစိတ်တက်အင်အားပြုတ်ညံ့သူအကောင်းဆုံးမဝေဖန်တတ်တဲ့သူတို့ဟာမကောင်းမှုရဲ့သားကောင်ဖြစ်သွားကြရပါတယ်။သို့သောစိတ်တက်ကြက်ခိုင်းသူစင်ကျင်လုံးတရားရှိသူတို့ဟာဘလို့ဖျားယောင်မှုမျိုးကိုမျှလက်မခံကြအမြဲတမ်းတွန်းလှန်ပစ်ကြပါတယ်။တကယ်ဆိုရင်လူတိုင်းပင်ဖျားယောင်မှုတစ်မျိုးမဟုတ်တစ်မျိုးနဲ့ရင်ဆိုင်တက်ကြရပါတယ်။ပိဿံဤဖျားယောင်မှုအာနာဤဖျားယောင်မှုအနာဤဖျားယောင်မှုစသဖြင့်ဖျားယောင်မှုအမျိုးအစားပေါင်းမြေတွက်နိုင်အောင်ရှိပါတယ်။လူရဲ့လောဘစိတ်ရမတ်စိတ်ပြင်းထန်သည်နဲ့အများ လိုရှင်တက်မှတ်မှုများသည့်နဲ့အမျှဖြားရောမှုကလည်းပြင်းထန်ပါတယ်ထွေပြားပါတယ်လူဆိုတာအနေနဲ့အမျှမှားကြမှာပါပဲရှောင်လို့မရပါဘူးဒါကြောင့်လောကမှာရှောက်ပြိတ်ကင်းသေးလေးစဉ်ဘယ်မှာရှိနိုင်ပါမလဲဆိုတာအမှားကဘာတဲ့ဝင်တိုးနေသူတွေကလည်းသူနဲ့တဲပါပဲဆရာလူတွေကလည်းလုံနေတာပါပဲကျုပ်လေးလုံးပါပဲဆိုသူတွေကလည်းမနေပါဘူးအဲ့ဒီလိုလူမျိုးများကတသက်တခါလူဖြစ်လာတာ ချစ်ရှင်ရဖြစ်စေတော့ပျော်ပျော်လေးနေသွားမယ်ဆိုတာမိမိတို့ရဲ့စိတ်ခံစားချက်ကိုဇက်လွတ်ပစ်ထားပြီးဘဝရေစုံမျိုးနေသူများဖြစ်ကြပါတယ်ထို့သူတို့ဟာအလုပ်ရဲ့ဂုဏ်ကိုမသိကြလူဝါရဲ့တန်ဖိုးကိုမသိကြမိမိတို့ရဲ့တခဏတာယာမှုကိုသာသိကြ၏ထို့ကြောင့်လေသူတို့ဟာဘဝရည်မှန်းချက်မရှိပဲတက်နဲ့ရွက်မပါတဲ့လှေပမာမျိုးရှင်ရမျိုးပြီးနောက်ဆုံးမှာအဖြစ်ဆိုးနဲ့ဇက်သိမ်းသွားကြရပါတယ်ရေဒီယန်ဓာတ်ဟာရှားလေးအလွန်ရှားပါတယ်လောကအတွက်လေအလွန်အဖိုးတံပါတယ် ဇီမာရဲ့အရတန်ကြီးဖြစ်ရင်လေအလွန်အလွန်ကြည်ကြည်ပါတယ်သို့တူလူဘွားရဲ့ခန္ဓာဖြစ်တဲ့ကိုခန်းစွန်းအားကရေဒီယန်ဓာတ်ထက်အဖို့တန်ပါလေရေဒီယန်ဓာတ်ထက်ဈေးကြည်ပါတယ်လောကမှာအမှန်တကယ်ကိုခန်းအားကောင်းတော့သူအလွန်ရှားပါတယ်မကောင်းတဲ့အလုပ်မှန်သမျှရဲ့ဖျားယောင်းမှုကိုကြံ့ကြက်ခံနိုင်တဲ့သူအလွန်ရှားပါတယ်ရင်းတို့တို့စိတ်ဓာတ်ခွန်အားရှိတော့သူဟာမိမိရဲ့ခံယူချက်ကိုဘရောမှမစွန့်လွှတ်တက္ကမလုံးကသူအားဝိုင်းပြီးဆန့်ကျင်စေကမှာ မမှန်ရာကိုဘရောမှမလို့မကောင်းမှုကိုဘရောမှမကျူးလွန်ရုပ်တတ္တိဟာလူတိုင်းနဲ့သက်ဆိုင်တဲ့ရည်ရှင်းတရက်ဖြစ်ပါတယ်တွတ်တူစိတ်တတ္တိကတော့လူတိုင်းနဲ့မဆိုင်လူများစုဟာအသက်အန္တရာယ်နဲ့ကြုံတဲ့အခါအသက်ကိုစွန့်ရန်ဝန်မလေးတတ်ကြသူတို့ဟာရုပ်တတ္တိရှိသူများဖြစ်ကြပါတယ်တွတ်တူလေးသူတို့ဟာအများတကာလောက်ကိုင်းနေရတဲ့မကောင်းမှုများကိုတော့ ချောင်ကြီးနိုင်ကြမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့မှာဖြားယောင်းမှုများကိုချောင်ကြီးနိုင်တဲ့စိတ်တက်သည့်ကိုခံအားမရှိသောကြောင့်ဖြစ်ပါတယ်။အချို့မှာမကောင်းမှုမှန်သိတော်လေ။တစ်ဖက်လူရဲ့အထင်သေးခြင်းကိရချင်းကိုခံရမှာကြောက်တဲ့အတွက်ကြောင့်မကောင်းမှုကိုတိလိရဲ့နဲ့ကျူးလွန်တတ်ကြပါတယ်။အဲ့ဒီလိုလူစားမျိုးဟာပေါ်ရွေးပင်စိတ်တက်သည့်နေတဲ့သူလို့ဆိုရပါလိမ့်မယ်။ခက်ခဲကိုရုန်းကန်ဆန့်ကျင်ရင်ရရှိလာတဲ့အရင်အရှင်းဟာလူတယောက်ရဲ့ကောင်းမွန်တဲ့အကျင့်စရိတ်ကိုတိဆောက်ပေးပါတယ်။မကောင်းမွန်ရဲ့ဖြားယောင်းမှုကိုလက်မြောက်အချုံပေးသူကတော့ ကိုခံအရင်ရှင်းမရှိတဲ့အတွက်ကြောင့်လူဘဝမှာမိမိအခက်အခဲကိုမျှကြိုလွားနိုင်မှာမဟုတ်ပါဘူးကိုခံရှိသူတို့ဟာအတ္တမကြီးကြလောဘမကြီးကြကိုကျိုးကိုစွန့်ကြပါတယ်အနစ်နာခံကြပါတယ်အများကျွတ်တွေအသက်ကိုယ်တော်စွန့်ရင်းကြပါတယ်သူတို့ဟာကြည်တင်နေသည်မဟုမကောင်းသောဖျားယောက်မှုအမှန်သမျှကိုချောင်ကြည့်နိုင်ကြပါတယ်ရင်းတို့တို့ကိုခံစွာကောင်းတဲ့ပုံကိုများကြောင်းပဲလျင် လူလောကကြီးတိုးတက်လာခဲ့သည်မဟုတ်ပါလောအရှုပ်ဆိုရင်ဖျားယောင်းမုံကိုကြိုလွှားနိုင်တဲ့ကိုခံအားကောင်းခြင်းဟာမင်းဒီလုပ်ငန်းနှိပ်မဆိုးကောင်းဆောင်ကောင်းတော့ရဲ့ကြီးမြတ်တဲ့အရေးရှင်တစ်ရက်ဖြစ်ပါလေအခန်း27အတွေးမှန်ဖြင့်အောင်းမွေးခံပါသူများတွေပါတွေးတယ်ဆိုတာမစ်ထားလိုက်ရေးကြည့်တာကခမရပါကိုတွေးတယ်လေဆိုတဲ့အချက်ပဲခမရကိုကိုခမရယုံကြည်ဖို့ပဲဒီစကားကနီကိုလတ်ဘက်ဖေပြောခဲ့တာပါအမြဲတမ်းစိုးရင်ပူပန်တတ်သူများဟာဘဝအာမန်နဲ့ ဘဝပြိုရှင်မှုကင်းမေတက်ကြတယ်လို့ကဘာကျော်စိတ်ပညာရှင်ကြီးတူကပြောဟုပါတယ်။တနည်းဆိုရင်လက်ရှိဘဝအခြေအနေနဲ့ပတ်သက်ပြီးစိတ်သက်ကြနေသူများဟာအနာဂတ်မျိုးလင်းချက်ကင်းမေပြီးဆိုရင်တောကနဲ့သာအမြဲတမ်းအဖို့ပြုနေရတတ်ပါတယ်။အဲ့ဒီလိုပါကြောင့်ဖြစ်ရပါသနည်း။အဓိကချက်ကတော့အတွေးဖြစ်ပါတယ်။မှန်ကန်တဲ့အတွေးကိုမတွေးပဲမှားတဲ့အတွေးကိုတွေးတော့ကြောင့်ဖြစ်ပါတယ်။အတွေးမှားရင်ကိုအားစိတ်အားကိုရုပ်လျိုးစေပါတယ်။မှားတဲ့အလုပ်ကိုလုံးမိစေပါတယ်။ ျွန်တော်တို့ရဲ့ဥနှောက်ထင်းမှာကိုခန္ဓာထင်းမှာ nap seven တန်းပေါင်းများစွာရှိပါတယ်ထို nap seven များကကျွန်တော်တို့ရဲ့စိတ်ဓာတ်အခြေအနေကိုဖန်တီးကြပါတယ်ယင်းအခြေအနေရာကျွန်တော်တို့ပြောကြတယ်ဝမ်းနေကြတယ်စိတ်ချွန်းလန်းကြတယ်စိတ်ညစ်ကြတယ်စိတ်ဓာတ်တက်ကြွကြတယ်စိတ်ဓာတ်ကြကြတယ်မကြည်လင်မချွန်းလန်းတဲ့အတွေ့အကြောင်းစိတ်မချမ်းမသာမှုဖြစ်ရတယ်မကြည်လင်မချွန်းလန်းတဲ့အတွေ့အကြောင်းစိတ်မချမ်းသာမှုဖြစ်ရ၏ဥနှောက်ဆင်းများပျက်စီးသွား၏ တခါတည်းရန်ပြန်လေပြုပြင်၍မရတော့တဲ့အခြေအနေတို့ပင်ရောက်ရှိသွားနိုင်ပါတယ်။အာယုန်ကျောဖြစ်ရန်ရာကြီးတစ်ခုလုံးပြတ်တောက်သွားတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ငန်းအလုံးဗျံပဒါဖြစ်သွားနိုင်ပါတယ်။အာမန်များရော့သွားနိုင်ပါတယ်။ယောဂါရန်တုံ့ပြန်ခံနိုင်အားကျဆင်းသွားနိုင်ပါတယ်။စိုးရင်တက်တဲ့အတွေ့ကြောက်တက်တဲ့အတွေ့ဟာမိမိရဲ့တဏ္ဍာမှာကြာမြင့်စွာကင်းအောင်နေရင်ရုပ်ပိုင်းအရာရောစိတ်ပိုင်းအရာပါပုံမှန်အနေထားပျက်စီးသွားပြီးကင်ဆာယောဂါအသေးယောဂါကြောက်ကဲ့ယောဂါ နှလုံးရောဂါများလည်းဖြစ်ပွားလာနိုင်ပါတယ်။အင်္ဂလိပ်ဆန်ရေးဆရာကြီးအာနော့ဘင်နက်ကလူတရားရဲ့အကျင့်စာရိတ္တဟာသူ့အတွေ့သူ့စိတ်ကူးရဲ့စူးစူးပေါင်းရလက်ဖြစ်ပါတယ်။စိတ်မချမ်းသာစရာအတွေ့အကြုံသာအမြဲတမ်းတွင်းနေသူဟာဘယ်တော့မှစိတ်ချမ်းသာမှုရနိုင်မှာမဟုတ်ဘူးလို့ရေးခဲ့ဖို့ပါတယ်။ထို့ကြောင့်ကောင်းသောအတွေ့အကောင်းမြင်အတွေ့ရှင်လန်းဝမ်းသာစရာအတွေ့ကိုယ်ကိုယ်ကိုယုံကြည်အားကိုးတဲ့အတွေ့အကြုံဒါလည်းအမှန်ရှိတဲ့အတွေ့ဖြစ်ပါတယ်။ဘဝကိုတည်ဆောက်တဲ့အတွေ့ဖြစ်ပါတယ်။ မကောင်းတဲ့အတွေ့ဟာမကောင်းတဲ့ရလဒ်ကိုဖြစ်ပေါ်စေပါတယ်။လမ်းမှားသို့ရောက်စေပါတယ်။လျှက်စစ်တအားကိုအသုံးမှားရင်ဓာတ်လည်းရတင်နိုင်တဲ့ကဲ့သို့အတွေ့မှားလျင်လေအတက်ပင်တင်နိုင်ပါတယ်။ဆိုရင်တက်တဲ့အတွေ့ကြောက်တတ်တဲ့အတွေ့စိတ်ဓာတ်ကျတဲ့အတွေ့ဟာဘဝမျိုးလင်းချက်ကိုတပစ်ပါတယ်။ကိုကိုကိုအားကိုယုံကြည်မှုကိုဖြည့်ဆည်းပစ်ပါတယ်။ထို့အခါကိုကြီးကိုသွေးတစ်ခုလုံးပျက်စီးသွားပါတော့တယ်။ထို့အတူပဲမုန်းတီးတဲ့အတွေ့မနာလိုတဲ့အတွေ့စိတ်ဆိုးတဲ့အတွေ့ လက်စားရှိလိုတဲ့အတွေ့လောဘကြီးတဲ့အတွေ့တို့သည်လေကိုစိတ်နှပါထောင်းထောင်းကြည်အောင်ချက်စီးတက်ကြပါれလူဘဝမှာအမြင့်မြတ်ဆုံးသောကျင့်သိက္ခာကိုတက်ပြစ်တက်ကြပါれနေ့စဉ်နေ့သစ်ထွန်းလာတိုင်းကျွန်ုပ်တို့အတွက်အခွင့်အလမ်းသစ်တွေပေါ်ထွန်းလာပါれကျွန်ုပ်တို့နှစ်သက်ရာအလုပ်ကိုအစမှလေးပြန်ဆနိုင်ပါれအတိတ်ကဆုံးရှုံးခဲ့သည့်တိုင်အောင်လက်ရှိမျက်မှောက်ပြစ်ဆက်ခတ်မှာအောင်မြင်အောင်ကြိုးစားလှုပ်ဆောင်နိုင်ပါれတို့တို့အောင်မြင်မှုမအောင်မြင်မှုဟာအရာတစ်ခုပေါ်မှာသာမူတည်ပါれ အဲ့ဒီအရာကတော့အခြားမဟုတ်ပါဘူးအတွေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်နဲ့အပေါင်းအသင်းများကိုအမြဲတမ်းမရွေးချယ်နိုင်ပါဘူးတိုးတိုးလေးအတွေးကိုတော့ဘယ်နေရာမှမဆိုဘေးချိန်မှမဆိုအမြဲတမ်းရွေးချယ်နိုင်ပါတယ်ကျွန်တော်တို့မကြိုက်တဲ့အရာကျွန်တော်တို့နဲ့သဟဇာတာမဖြစ်တဲ့အရာများကိုအခြေအနေကမလွှဲမချောင်သာလက်ခံရတတ်ပါတယ်တိုးတိုးကျွန်တော်တို့ဟာအတွေးကိုကိုယ်ကြိုက်တယ်လို့တွေးနိုင်ပါတယ်ရွေးနိုင်ပါတယ် ကျွန်တော်တို့ဟာစိတ်သက်နိုင်ငံတို့ရဲ့အကျွေးမဲ့အာဏာပိုင်အချင်းသခင်များဖြစ်ကြပါတယ်။ဖေပဝင်းချင်းပေအချင်းတွေကမှကျွန်တော်တို့ကိုမချုပ်ရှင်နိုင်အတားဆီးနိုင်ပါဘူး။ထို့ကြောင့်မိတ်ဆွေဟာကြမ်းမာလို့ရင်စိတ်ချမ်းသာလို့ရင်ကြီးပွားတိုးတက်လို့ရင်အောင်မြင်လို့ရင်အတွေးမှန်ကန်ရပါမယ်။အတွေးမှန်ဖို့အတွက်ကြောက်ရှင်ဆိုရင်ချင်းဥပန်ရှင်စိတ်သက်ကြခြင်းတို့ကိုဂျာတပ်ပန်မောင်းထုတ်ပြရပါမယ်။ရင်းတို့ဟာမိတ်ဆွေအတွက်ရန်သူအတွေးများဖြစ်ကြပါတယ်။ ယင်းတို့ဟာမိတ်ဆွေရဲ့ခွန်အားနဲ့တတ္တိကို လူယူကြပါလိမ့်မယ်တတ်နိုင်ရင်မိတ်ဆွေအားလူလောကမှာလုံးဝလူရာမဝင်နိုင်တဲ့အခြေအနေမျိုးတော့ပဲပို့ဆောင်ပေးကြပါလိမ့်မယ်အဆုံးစွန်ပြောရရင်မိတ်ဆွေအနေဖြင့်ကိုယ့်အသက်ကိုရံပြုသည့်အထိပင်ဖန်တီးကြပါလိမ့်မယ်ထို့ကြောင့်တိုးတက်ကြီးပွားလိုသူဟာရန်သူအတွေးများကိုမတွေးဘဲမိတ်ဆွေအတွေးများကိုသာတွေးရပါလိမ့်မယ်စိတ်ပြည့်စရာကိုမတွေးဘဲအားတက်စရာကိုသာတွေးရပါမယ် ကြောက်စိတ်ကိုမတွေးပေမကြောက်စိတ်ကိုသာ တွေးရပါမယ်ဥပန်စရာကိုမတွေးပေဝန်တာစရာကိုသာ တွေးရပါမယ်ဆုံးရှုံးမှုကိုမတွေးပေအောင်မြင်မှုကိုသာတွေးရပါမယ်ကျွန်တော်တို့ကိုတွေးတယ်လေဘလို့တွေးတယ်လေထိုးအတွေးအတိုင်းကျွန်တော်တို့ဖြစ်လာကြပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ရဲ့အတွေးဟာကျွန်တော်တို့ရဲ့ဘဝကိုပုံသွမ်းပေးတဲ့မမြင်နိုင်တဲ့အတန်တိတ်စွမ်းအကြီးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်မိတ်ဆွေဟာဒီအမှန်တရားကိုစိတ်ထဲမှာအမြဲတမ်းဆွေးမှတ်ထားရင်အခြားလူတွေလည်း ဆင်းလေးမဆင်းရနိုင် အခြားလူတွေလိုမကြမ်းမမာလေးမဖြစ်နိုင်အခြားလူတွေလိုစိတ်မချမ်းမသာလေးမဖြစ်နိုင်ပါဘူးကဘာကျိုးပြင်သစ်စိတ်ပညာရှင်အီမေကောကမတန်ဆုံးမကြမ်းမာတဲ့အတွေးတွေကိုတွေးပြီးအချိန်ဖြုံးမနေပါနဲ့ဘာဖြစ်လို့လဲဆိုတော့မှန်ကန်တဲ့အတွေးကိုမတွေးရင်မမှန်ကန်တဲ့အတွေးတွေကိုတွေးမိနေမှာဖြစ်လို့ပဲလို့ပြောခဲ့ပါတယ်အတွေးစိတ်ကိုလိုက်ပြီးခန္ဓာကိုယ်အတွင်းမှာတွေးလေပတ်မှုဖြစ်ပေါ်နေပါတယ်အဆုတ်နှလုံးကြောက်ကန့်တဲ့အခြားကိုယ်ရင်ကအစိတ်ပိုင်းများတော့တွေးလေပတ်သွားလာနေပါတယ် ထို့ကြောင့်မမှန်ကန်တဲ့အတွေ့မကောင်းတဲ့အတွေ့ကိုတွေးရင်သွေးလေပတ်မှုလည်းမမှန်မကောင်းထို့အခါသွေးလေပတ်မှုတစ်ခုလုံးဂျမ်းဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာယောဂါမျိုးမျိုးဖြစ်ပေါ်လာနိုင်ပါတယ်ကဲယောဂများဖြစ်ပွားတဲ့အခါလူတော်များများဟာဘာယောဂမှမဖြစ်ပေတည်ဆုံးသွားကြပါလေအမှန်မှာကြောက်စိတ်စိုးရင်ပူပန်စိတ်ကြောင့်တည်ကြရခြင်းဖြစ်ပါလေဦးအတက်ပဝေဒနာရှင်ပေါင်းများစွာတို့အားခွေးဆက်ရာမှာမိသည့်ယောဂလက္ခဏာများမတွေ့ကြရပါဘူး အမှန်စစ်စစ်၎င်းတို့ဟာသူအတက်ပေါက်ယောဂါကိုအလွန်ကြောက်လန့်စိုးရင်နေကြတဲ့သားကောင်များသာဖြစ်ကြပါတယ်သူတို့ကိုသူတို့ဦးအတက်ပေါက်ယောဂါဖြစ်နေပြီဟုစိတ်ထဲမှာအချိန်တိုင်းတွေးနေကြသူများသာဖြစ်ပါတယ်လူများစုကြီးဟာမမှန်ကန်တဲ့အတွေ့မကောင်းတဲ့အတွေ့ကြောင့်ကိုကိုကိုတက်တည်သွားကြသည်မှာဝမ်းနည်းဖွယ်ကောင်းလှပါတယ်အတွေ့စိတ်ကောင်းရင် ကိုခန္ဓာကောင်းပါတယ်အတွေ့စိတ်မကောင်းရင်ကိုခန္ဓာလေးမကောင်းနိုင်ပါဘူးထက်တန်သောရေးရင်သောချွင်မြုံသောအတွေ့ဟာ ကြောက်စိတ်၊စိုးရိမ်စိတ်၊အားငယ်စိတ်တို့ကို ပေဖြတ်ပစ်ပါတယ်။ရှစ်ခင်တဲ့အတွေ့၊ကျင်နာတဲ့အတွေ့၊ပြိုလင်းချက်ထားတဲ့အတွေ့တို့ဟာကိုယ်ကိုယ်ရောစိတ်ကိုယ်ရောလန်းဆန်းတက်ကြွစေပါတယ်။မိမိကျမ်းမာရဲ့အတွက်စိတ်မချမ်းသာဖြစ်နေခြင်း၊စီးပွားရဲ့အတွက်စိတ်သက်ကျနေခြင်းဟာဘယ်သူမှမပြုမိမိမှုန်ပင်ဖြစ်ပါတယ်။မိမိကျဲတဲ့မျိုးစင်မှထွက်လာတဲ့အသီးပွင့်ကိုရရှိရှင်းပင်ဖြစ်ပါတယ်။မိမိရဲ့အတွင်မျိုးစင်မှပေါ်ထွက်လာတဲ့အသီးအပွင့်ကိုခံစားရခြင်းပင်ဖြစ်ပါတယ်။ မျိုးမတူခြားနားတဲ့အသီးအပွင့်ကိုလိုချင်ရင်မျိုးစေ့ကိုပြောင်းစိုက်ရပါမယ်။မိတ်ဆွေဟာမိမိရဲ့အတွေးကိုပြန်ပြင်ရှင်ပြောင်းလဲရှင်ပြန်ကိုယ်ခန္ဓာကိုယ်ကိုအစ်စ်ပြန်ပြင်နိုင်ပါတယ်။အခြေအနေကိုအစ်စ်ပြန်ပြင်နိုင်ပါတယ်။ကျန်းမာတဲ့အတွေးကိုတွေးမှကျန်းမာလာနိုင်ပါတယ်။နုပြောတဲ့အတွေးနုပြောတဲ့ရည်မှန်းချက်ဖြင့်ကိုကိုကိုနုပြောအောင်လောက်နိုင်ပါတယ်။ဝီလီယံဒင်းဟိုဝဲကပညာရှင်ချင်းအီမာဆန်နဲ့တွေ့ရပုံကိုအောက်ပါအတိုင်းပြောပြဖူးပါတယ်။အဲ့ဒီတော့ကသူ့အသက်ဟာ60လောက်တော့ရှိပါလိမ့်မယ်။ ဒါပေမဲ့ကျောက်ကသူ့ကိုအဖိုးကြီးလို့ခေါ်ပေမဲ့သူ့ရုပ်ပင်ကအဖိုးကြီးလက္ခဏာလုံးဝမရှိပါဘူး။စပင်ကလေနဲ့နေပါလေ။မျက်နှာကျစ်လိုက်ပြန်တော့လေအမြင့်မြတ်ဆုံးအမွန်မြတ်ဆုံးအတွေ့အင်းနဲ့တိမ်တိမ်မွေ့မွေ့ထုလုပ်ထားတဲ့အနုပြိုဆုံးစခြင်းကြောင့်မျက်နှာမျိုးနုပြိုလို့ရင်နုပြိုတဲ့အတွေ့ကိုတွေးပါ။လောကကြီးကိုချစ်ခင်စိတ်၊ကျင်နာစိတ်ဖြင့်ကြည့်ပါ။ဖြစ်နိုင်ရင်သူတို့ဘာကိုကူညီပါ။အတ္တစိတ်ဟာတိုးတက်မှုနဲ့ပျော်ရွှင်မှုကိုဖျက်ဆီးပစ်ပါတယ်။ ပလာဝီလာဝီခေါ်ရဲ့စကားကလေအလွန်မှတ်သားစရာကောင်းပါတယ်။လူဘဝမှာကိုယ်ကိုယ်ကိုတတ်နိုင်ဆုံးလှအောင်ပြုပင်ပါပထမအနေနဲ့အတွေးလှပါစေအလိုဆန္ဒလှပါစေအလုပ်လှပါစေဒုတိယအနေနဲ့ခန္ဓာကိုယ်ကိုယူဆိုင်ပါတန့်ရှင်းပါစေတည့်ရပါစေစနစ်တကျရှိပါစေတင်းတင်းလျောက်ပတ်တဲ့ဝတ်စားစင်မှုဖြစ်ပါစေ ဒီနည်းနဲ့သာလျှင်လူဘဝမှာအပြစ်ဝဆုံးတွတ်တက်ပြီးအပြစ်ဝဆုံးအသုံးဝင်တဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါလိမ့်မယ်။လူတစ်ယောက်ရဲ့အတွေးကိုသူ့ရဲ့ရုပ်သွင်းတဲ့အမူအရာတို့ဖြင့်သိနိုင်ပါတယ်။ဒါကြောင့်လဲဆိုရင်အတွေးကလူကိုယုံပြန်ဟတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အတွေးဟာမျက်နှာမှာပေါ်တယ်၊အမူအရာမှာပေါ်တယ်၊ကိုယ်ကြီးကိုယ်သွေးတစ်ခုလုံးမှာပေါ်တယ်၊ကိုယ့်ဘုကိုယ်သာအမြဲတမ်းတွတ်ပြီးကိုယ်လိုချင်တာကိုသာအမြဲတမ်းခြာပွင့်နေသူဟာအတ္တကြီးလာမယ်၊လောဘကြီးလာမယ်။တခြားသူတို့ရဲ့ခင်မင်မှုလဲသားမှုကိုမရနိုင် လူအဖွေစီတိုးတက်မှုကိုမဆောင်ကျင်းနိုင်အဆုံးစွန်ကိုကိုကိုတိုးတက်အောင်လဲဘရောမှလုံနိုင်မှာမဟုတ်ပါဘူးလူတရားရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေ့ဝင်ထို့အချင်းရာတိမ်မွဲ့နှုံညံ့တဲ့ဆက်ရန်တရားထဲကိုကြောက်စရိတ်ခေတလုံးဝင်ရောက်သည်နဲ့တူပါတယ်ကြောက်စရိတ်ကလေးကြောင့်ဆက်ကြီးတစ်ခုလုံးပျက်စီးသွားနိုင်တယ်လို့မကောင်းတဲ့အတွေ့အကြုံအဲ့ဒီလူရဲ့ရုပ်ရိုးစိတ်ပါဖောက်ပြန်ပျက်စီးသွားနိုင်ပါတယ်လူဘဝမှာအလွန်တက်လန်းရှိတဲ့ပုံကောပေါင်းများစွာတို့ဟာ စိတ်ဤဥပဒေအတွေးဤတကောအဋ္ဌိဘက်ကိုမသိတဲ့အတွက်ကြောင့်ပျက်စီးရှင်း၅ပါးနဲ့ကြုံကြရပါတယ်အလုံးနဲ့အမိသားစုရဲ့ပြဿနာများကြောင့်ဒုက္ခဖြစ်ရှင်သူတစ်ပါးတို့ရဲ့အောင်မြင်ကြီးပွားမှုအတွက်မနာလိုခြင်းဝန်တိုခြင်းဒေါသဖြစ်ရှင်မုန်းတီရှင်ရန်လိုခြင်းအတိတ်ကအမှားအတွက်စိတ်မချမ်းမသာဖြစ်ရှင်စိတ်ဓာတ်ကြခြင်းကိုယ့်ကိုယ်ကို ရှုတ်တွက်ခြင်းတန်တရာဝင်ခြင်းအခြားသူများအထင်သင်မှာကိုကြောက်ခြင်းဆုံးရှုံးမင်းကိုစိုးရင်ခြင်း ယောဂဖြစ်မှာကိုကြောက်ရှင်ပေမှာကိုကြောက်ရှင်တော့ကြောင့်တန်ဖိုးရှိတဲ့ပုံကိုပေါင်းများစွာတည်ဆုံသွားခဲ့ကြပါပြီထို့ကြောင့်သောကစိတ်ကြောက်စိတ်တို့ဖြင့်မိမိရဲ့စွမ်းအားကိုဖျက်ဆီးမပစ်ပါနဲ့ကြီးပွားတိုးတက်ခြင်းအတွေးတန်ရှင်းရပါမယ်အတွေးမှန်ရပါမယ်မတန့်ရှင်းတဲ့အတွေးမမှန်ကန်တဲ့အတွေးဟာမိမိရဲ့ယန္တူဖြစ်ပါတယ်ယန္တူကမိမိအားမတက်ခင်မိမိကအရင်တက်ပါလူများစွာတို့ဟာအတွေးမမှန်တဲ့အတွက်ကြောင့်ဆင်းရဲနေကြရပါတယ်ချုံနိနေကြရပါတယ် ကျမ်းမာရေးညံ့နေကြပါလေ။အောင်မြင်ကြီးပွားခြင်းရင်အတွေးလွတ်လပ်ရမယ်။အတွေးတမာတမက်ရှိရမယ်။အရာရာတိုင်းဟာအတွေးပေါ်မှာမူတည်ပါတယ်ပြင်သစ်စစ်ဘီယံနပိုလီယံဟာသူ့ရဲ့စစ်တပ်များကိုမိမိတို့သည်အောင်ပွဲဆင်ရန်ရှီတက်နေကြသည်ဟူသောအတွေးဖြင့်အမြဲတမ်းရှီတက်စေပါတယ်သူဟာမတိတ်ခင်ကပင်စိတ်ထဲမှာအောင်ပွဲကိုဆွေးထားပါတယ်ဒီအတွေးစိတ်ဟာသူ့ကိုယ်သာမဟုတ် သူ့စိတ်တည်များကိုလည်းအလွန်အိုးစားလွှမ်းမိုးခဲ့ပါတယ် စိတ်တည်များလေသူတို့နိုင်ကုန်နိုင်ရမေလို့ယုံကြည်ကြပါတယ်။ဘယ်ကြောင့်ဆိုရင်သူတို့ရဲ့ခေါင်းဆောင်ကသူတို့နိုင်ကုန်နိုင်ရမေလို့ယုံကြည်ထားသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လေပြင်သစ်တပ်မတော်ဟာတမိုင်းစဉ်တလျှောက်မှာအောင်ပွဲတွေအချင်းချင်းခံခဲ့ရပါတယ်။ပြင်သစ်စစ်သည်များဟာအောင်စိတ်ကိုမွေးကြပါတယ်။အောင်တွေးကိုတွေးကြပါတယ်။အောင်စိတ်အောင်တွေးဖြင့်စစ်မြေပြင်ကိုရှိတက်ကြပါတယ်ဘဝတိတ်ပွေးမှလေထို့အတူပဲဖြစ်ပါတယ်အောင်ပွေးခန့်ချင်အောင်စိတ်မွေးပါအောင်တွေးတွေးပါ ျွန်တော်တို့ဟာအတွေးဆက်ရဲ့လမ်းညွှန်ရာဖတ်သို့သွားနေကြပါတယ်။အောင်ပွဲသို့သွားရင် အောင်လိမ့်မယ်။ချုံပွဲသို့သွားရင်ချုံလိမ့်မယ်။ကမ္ဘာစစ်ကြီးအတွင်းကလေချောင်းစစ်စစ်ရေးတပ်ဖွဲ့များသို့ညွန်ကြားတဲ့စစ်ဌာနချုပ်ရဲ့အမိန့်မှာမြင့်မြင့်ပြန်ကြားဟူ၍ဖြစ်ပါတယ်။မိတ်ဆွေဟာမိမိအတွေးရန်သူဤအန်ဒီရဲမှလွတ်မြောက်လို့ရင်မြင့်မြင့်ပြန်ပါ။နိမ့်နိမ့်ပြန်ရင်အန်ဒီရဲရှိပါတယ်။အားလုံးသောပေါင်းစည်းညီညွတ်မှု အားလုံးသောစွမ်းအားအားလုံးသောအောင်မြင်မှုအားလုံးသောစိတ်ချမ်းသာမှုရဲ့ချို့ဝှက်ချက်ဟာ မှန်ကန်တဲ့အတွေးဖြစ်ပါတယ်အတွေးမှန်ရင်အလုတ်မှန်ပါလိမ့်မယ်တော့ဆိုရင်တောကဖြစ်နေစရာစိုးရိမ်နေစရာကြောက်နေစရာစိတ်တက်ကြနေစရာဘာမှမရှိတော့ပါဘူးလူတိုင်းလူတိုင်းဟာအတွေးမှန်အလုတ်မှန်ကကြီးမန်းချက်အတိုင်းဘဝအောင်ပွဲခံကြရန်သာရှိပါတော့တယ်အဆုံးထိနတ်ဆင်ပြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဘုဒ္ဓတဖြစ်ပွေတုတ္တရသများကိုဆက်လက်တင်ဆက်ပေးမှာမို့တင်သများကိုနားဆင်နိုင်ရန် The Book Reader YouTube Channel ကိုလည်း Subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျမြန်မာပြည်သူပြည်သားများအားလုံးဘေးရန်ခတ်သိမ်းကင်းဝေးကြပါစေ။